ကျောင်းသားတွေဆိုတော့တို့ရဲ့ခွင့်ယူတို့နားလေတယ်တို့ခွင့်ယူတို့တောင်းဆိုနေတယ်ပေါ့နော်ဒီလိုဇိုးရရတို့ကိုနေနေတယ်လောပြက်ဆိုတော့ဇိုးရဒီနိုင်ငံရေးမှာကျောင်းသားကိုဖိတ်ပင်ရတဲ့သူပေါ့နော်ကျောင်းသားရဲ့နိုင်ငံရေးကိုညှို့ချိုးတယ်ဆိုတော့စကရောက်မျိုးပဲပြောရမလားပေါ့နော်ဒီလိုကိစ္စမျိုးမှာဇိုးရကျောင်းသားပေါ်ဒီလိုနေဆက်တယ်ပြိနေဆိုကျောင်းသားတွေကနောက်ဆိုလဲဒီထက်ကျောင်းသားတွေရဲ့နိုင်ငံရေးအသိပညာကိုထားပြီးတော့နိုးစွားလိုက်တဲ့သဘောမျိုးပဲပေါ့နော် ော်တို့ခွင့်ကြောင်သားတွေကခွင့်ကြောင်ဆိုရင်ကြားချင်မှာမလုံနဲ့ဆိုရဲမျိုးကကြောင်သားဆိုတာလူငယ်တွေပေါ့နော်ကြောင်သားလူငယ်တွေကသူတို့မလုံနဲ့ဆိုရဲ house ကိုပြီးတော့ဆိုရဲဖြစ်စီရပေါ့နော်ဆွေဆိုရရဲ့အုပ်စိုးမှုရဲ့အောက်မှာကြောင်သားသားမကပ်ပြီးသူလူထုတွေအဲလိုမျိုးကိုဒုက္ခဒီနေခံရတဲ့ပုံစံမျိုးဖြစ်ပါတယ်နောက်ပြီးတော့အခုလိုမျိုးចောင်းသားကို နေ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 ခဲ့ရတာခုနလပြည့်ဆိုတော့ဒီအပေါ်မှာ ပြောမယ်ဆိုလို့ရှိရင် ဒီဟာခုံလပြီးရလည်းမဟုတ်ဘူးကျွန်တော်ထင်တယ်။နောက်ထဆက်ဆက်မှာသူတို့ထပ်နေနေဖို့တော့သူတို့မှာစီစဉ်ရှိသေးလို့ကျွန်တော်လိုမျိုးမြင်အခုပြန်မလို့သေးတဲ့အကြောင်းသားတွေရှိတယ်ဆိုတော့အခြေအနေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါကတော့အရန်ကြီးကိုကြောင်းသားဖို့ကြောင်းသားသူတွေပေါ်ရန်ရက်ဆက်ရာချက်လွန်တယ်လို့ကျွန်တော်မြင်ပါတယ်ခုနလိုဟိုကျွန်တော်ပြောခဲ့တယ်လို့ပဲဒီကြောင်းသားသူတွေတောင်းဆိုတယ်တောင်းဆိုတာကိုသူတို့က လောက်ပြင်မယ်လို့ကတိပြုတယ်။အဲ့ဒါကိုကျောင်းသားတွေကရက်60ရက်ဟို yes တန်သူတို့ကိုပေးတယ်။ပေးတဲ့ရက်60အတွင်းမှာလည်းသူတို့ဘာဘာတစ်ခုမှတုတ်ပြန်မှုမပေးတဲ့အတွက်ကြောင့်မလို့ကျောင်းသားသူတွေကတောင်းဆိုတဲ့အနေနဲ့သူတို့စန္ဒာပြကြတယ်။စန္ဒာပြကြတယ်ဆိုရလဲကျွန်တော်ကျောင်းရင်လည်းကြည့်မယ်ဆိုရင်တော့ဒီကျောင်းသားတွေကသူတို့လိုချင်တဲ့အရာတစ်ခုရဖို့အတွက်စန္ဒာလမ်းပေါ်မှာနှာလျှောက်ကြတယ်စန္ဒာပြကြတယ်။သူတို့ကတော့အကြမ်းမဖက်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ဒါပေမဲ့တချို့တွေကပြောတယ်အကြမ်းဖက်တယ်လို့ပြောတယ်။ဒါပေမဲ့ကျွန်တော် ကျွန်တော်မြင်မှာတော့ဒါကတော့ဒီចောင်းသားထဲကနေចောင်းဖဲလူတွေကចောင်းသားဟုတ်ချင်မှဟုတ်မယ်လို့ကျွန်တော်တန်တရားပြင်မိတော့ဘောเนาะအဲဖန်းစည်းကံကျွန်တော်ဒါမတရားဖန်းစည်းဖန်းစည်းထိမ့်သိမ်းထားရတော့တဲ့ចောင်းသားတွေဘောเนาะဆိုတော့ကျွန်တော်တို့ကဒါအမြန်ဆုံးလွတ်စေချင်တယ်နောက်တစ်ချက်တစ်ချက်ကထက်ရှိတယ်က15ရက်နောက်ဆုံးထားပြီးတော့ကွန်မန်ဆန်ပြောခဲ့တာရှိဘောเนาะအော်တိုဘာလ15ရက်နေ့မှာဘောเนาะ နောက်ဆုံးထားနိုင်ငံရေးကျင်းသားတဲ့တက်ကြလှုပ်ရှားသူတွေចောင်းသားတွေအလုံးလှုပ်ပေးရမယ်ဆိုပြီးတော့တောင်းဆုံးထားရရှိပါတယ်နော်အဲ့ဒီတောင်းဆုံးထားပုံမှာကျွန်တော်ကဲပြည်ចောင်းသားတမကတွေလုံးဝထောက်ခံတယ်အဓိကကျတော့ចောင်းသားတွေပြန်လူပြီးပေါ့နော်ဒီចောင်းသားတွေရဲ့ရပိုက်ခွင့်အခွင့်အရေးတွေနောက်ចောင်းသားတွေတောင်းဆိုရက်ပညာရေးဥပဒေပညာရေးပြင်ចောင်းလဲမှုတစ်ခုပေါ့အစိုးရတွေကအဲ့ဒါကိုလုပ်ပြီးတင်တယ်နိုင်ငံတကာနိုင်ငံမှာအရေးကြီးဆုံးပညာရေးလို့သူတို့ကပြောနေကြတယ်ဒါပေမဲ့ကောင်းမွန်တဲ့ပညာရေးစနစ်ကိုတော့သူတို့ မဖန်တီးပေးနိုင်ဘူး။ចောင်းသားတွေတောင်းဆိုတော့လည်းမပေးဘူးပေါ့။နောက်ဖန်စီတဲ့ចောင်းသားတွေအဲ့ဒါအဲ့ဒါကြောင့်မလို့ကျွန်တော်ကဘာပြောချင်လဲဆိုတော့ဒီနေရာမှာဒီចောင်းသားတွေအများဆုံးလုပေးဖို့ပေါ့နော်။